မတော်အစင်းနဲ့ဆာကူရာလည်း၄မီထွက်နေပြီဆိုတာသိလိုက်ကြပြီ။ကိုရိုချီမာရူကသူ့ရဲ့ပါဇက်ထဲကနေမွေအကောင်ပေါင်းသိန်းနဲ့ချီထုတ်ပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့၄မီရဲ့လဝါတစ်ချက်နဲ့ပြင်းထန်တဲ့ပောက်ကွဲမှုနဲ့အတူမွေတွေအားလုံးကရှင်းသွားပါတယ်။ပြီးရင်နောက်သူ့ရဲ့လက်ကိုမြေထဲဆိုက်လိုက်ပြီးတစင်တက်တစင်ထွက်လာတဲ့လက်တွေနဲ့ကိုရိုချီမာရူကိုတိုက်ခိုက်ပါတယ်။ဆာကူရာကတော့စိတ်ပူနေပေမဲ့သူ့ကိုဒီအကြောင်းရင်းကြောင့်ပဲအထက်လူကြီးတွေကတင်းကာကာကြီးရဲ့ခေါင်းဆောင်အဖြစ်ရွေးခဲ့တာလို့ယာမာတိုကပြောပါတယ်။ ။ Orochimaru ရဲ့မွေလက်တံတွေကလေးမီရဲ့လက်နဲ့ထိအောင်လဲတဲ့အငွေ့ပြန်သွားတာကြောင့်နောက်တစ်ချက်အရေကုန်လဲလဲရပြီးအလေးငိုက်မှာထိထိမိမိထိုးချလိုက်ပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်ကနေနောက်ထပ်လေးမီတစ်ကောင်ပေါ်လာပြီး Orochimaru ကိုနှစ်ပိုင်းဖျက်လိုက်ပြီးမဲ့ Legendary Sanin ဆိုတာကလည်းအလကားမဟုတ်တာကြောင့်မွေရုံနဲ့အတူပြန်ဆက်သွားပါတယ်။အဲ့ချိန်တစ်ဖက်မှာ Kabuto ကပြန်ထလာပြီးသူဒီနေ့လာမယ်ဆိုတာကို Sasori ရဲ့လွယ်လို့ဘယ်သူမှမသိတဲ့အတွက် Orochimaru ကို Akatsuki ရဲ့များကိုနိုဟာဘက်ကိုသတင်းပေးလိုက်တာလားဆိုပြီးတွေးနေပါတယ်။ Yamato က Sasori ပုံဟန်ဆောင်တာကလည်းပြည့်ပြည့်စုံလုံးတာကြောင့်တယောက်ယောက်ကတော့ Sasori နဲ့တွေ့ခဲ့တာချိန်နေတယ်လို့ Kabuto ကပြောပါတယ်။ Sasori ကလည်း Orochimaru ကိုတက်ရှင်နေရဖြစ်တဲ့အတွက်သူကိုယ်တိုင်သတင်းပေးလိုက်ပုံ ထောက်ရင်တော့ဆာဆိုရီကအဖမ်းခံရတာမဟုတ်ရင်တည်သွားတာပဲလို့ညံကောင်းတဲ့ခါပူတူကကောက်ချက်ချလိုက်ပါတယ်ဆာကူရာကလည်းဆာဆိုရီတည်သွားပြီလို့ပြောလိုက်တဲ့အချိန်တစ်ဖက်မှာလင်းမီမြခွေရဲ့ကိုရဲကအနီအောင်နဲ့အပြာရောင်ချကူရာဘူပေါင်းတွေထွက်လာပြီးအဲ့ဒါတွေကိုပါဇက်နာမှာစုလိုက်ပါတယ်တည်တည်လေးလုံးလိုက်တဲ့အချိန်မှာဘေးကမြေကြီးတွေရောက်ကျွညသွားတာကြောင့်ဆွမ်းအားကြီးမှပြီးလေးလံတဲ့အရာကိုအိုရိုချီမာရူကလည်းတတိထားမိသွားပါတယ်ဆိုင်နဲ့ယာမာတိုကတော့ဘေးကနေပဲရက်ကြည့်နေရပြီးချကူရာလုံးကိုအသေးစားကိုမီလေးရဲ့မြှုပ်ချလိုက်ပါတယ်ပြီးရင်တော့ခန္ဓာကိုယ်အတွင်းမှာဖောင်းကားလာပြီးပါဇက်ကလည်းပြင်းထန်တဲ့ချကူရာအမြောက်တစ်ခုလိုထုချလိုက်ပါတယ်အိုရိုချီမာရူကလည်းသူ့ရဲ့ခိုင်မာလာတဲ့အကာအကွယ်တွေဖြစ်တဲ့တမနစ်တကာကြီး၃ချက်ကိုစင့်ခေါ်ပြီးခု ခံလိုက်ပါတယ်။တောင်ရင်တစ်ခုလုံးတော့ပြာကျသွားစေနိုင်တယ်ဆိုတာကြောင့်ဘေးကဝင်တိုက်ဖို့ကြံနေတဲ့သူတွေကလည်းမျှော်လင့်ချက်မဲ့နေကြပါတယ်။မာပါတယ်ဆိုတဲ့အကာအကွယ်တွေကိုတုံးလိုက်ကြတော့စက်ကမိုင်းတွင်ဖျက်ဆီးခံလိုက်ရတဲ့အပြင်အိုရိုရှိမာရူကမြေကြီးမှာဇောက်ထိုးကြီးစိုက်သွားတဲ့အနေအထားဖြစ်ပါတယ်။ယုတ်တဲ့မြေကြီးတွေကနေခူဆာနာဂီဒါနဲ့အတူလေမင်းရှိကြီးနဲ့အိုရိုရှိမာရူကပေါ်လာပြီးကိုမီကိုတိုက်ခိုက်လိုက်ကြတဲ့ကြောင့်တရားတစ်ဖက်ကစာကူရာရိုစီကိုပါလွင့်သွားပါတယ်။လူသားတစ်ယောက်ရဲ့ပုံစံမျိုးပျောက်ဆုံးနေကြတဲ့နာရူတိုနဲ့အိုရိုရှိမာရူအပြင်ဆိုင်ကလည်းတစ်ခုခုမူးမမှန်တာကိုယာမာတိုကသတိထားမိသွားပါတယ်။ ဆာကူရာကလည်းသူအရင်ကတီးခဲ့တဲ့ကောင်းလေးတယောက်ရဲ့အသွင်မြင်မျိုးမဟုတ်တော့တဲ့နာရူတိုကိုကြည့်ရင်အံ့ဩနေပါတယ်။ကျမ်းမာတယ်ဆိုတဲ့ခူဆာနာဂီဒါကတော့နာရူတိုရဲ့ခန္ဓာကိုယ်ကိုတိုးမပေါက်နိုင်ပဲ။ဒါကိုအေးအေးဆေးဆေးရမ်းထုတ်လိုက်တာကြောင့်ဗဇက်ကထုတ်ထားရတဲ့အိုရိုချီမာရူကလည်းတိုက်ပတ်နေပါတယ်။နင်ညာတိုက်ပွဲဆိုတာထက်မိစ္ဆာရီရဲ့တိုက်ပွဲတစ်ခုနဲ့တူနေပြီးဒီလိုအခြေအနေမျိုးနဲ့ဆာစကဲကိုကယ်လို့ရမှာမဟုတ်ဘူးလို့ခါဘူတိုကပြောပါတယ်။လူဆိုတဲ့အသိစိတ်တောင်မရှိတော့တဲ့နာရူတိုကိုကြည့်ရင်ဆာကူရာကမျက်ရည်တွေစီးကျလာပြီးတော်လိုက်ပါတော့ဆိုတဲ့အတန်နဲ့တူနာရူတိုရဲ့အနာကိုပြေးသွားပါတယ်။ဒါပေမဲ့မဲမဲမြင်ရချားကျင်နေတဲ့နာရူတိုကအမိနဲ့ရိုက်လိုက်တာကြောင့်ဆာကူရာလဲသွားတဲ့အချိန်ယာမာတိုကသူ့ရဲ့တစ်သားရီနဲ့ကိုမီကိုချုပ်ထားလိုက်ပါတယ်။အဲ့ ဲ့ချိန်ကာဘူတိုကလည်းဆာကူရာနားကိုကတ်သွားတာကြောင့်ယာမာတိုကတားလိုက်ပေမဲ့ထူးဆန်းစွာပဲဆာကူရာကိုသူ့ရဲ့စင်းနေခြင်းစုနဲ့ကုသပေးနေပါတယ် ခါဘူရိုရဲ့အတွေ့ကသူတို့ကိုမတိုက်ခိုက်ပဲလှုပ်ပေးလိုက်ရင်အိုရိုချီမာရိုရဲ့လမ်းမှာဝင်ရှုံနေတဲ့နောက်ထပ်အာကာဆုကီတွေကိုရှင်းပေးနိုင်လိမ့်မယ်လို့ထင်နေရကြောင်းဖြစ်ပါတယ်။အဲအချိန်နာရူတိုကအချုံနောင်ကနေရုံထွက်နေပြီးယာမာတိုကသူ့ရဲ့ဟိုကာဂဲစတိုင်အဲဒါဂျူဆုနဲ့နာရူတိုရဲ့ရှင်ဘက်ကိုထိလိုက်ပြီးတေသားဆူရိုင်းရဲ့ဂျာမာကိုမီရဲ့ချာကိုရာကိုဖိနှိပ်လိုက်ပါတယ်။အဲ့လိုနဲ့ပဲမီးလောင်ထားတဲ့အသားရည်နဲ့နည်းနည်းချင်းနာရူတိုကပြန်ပေါ်လာပါတယ်။အိုရိုချီမာရိုကလည်းတစ်ဖက်မှာအရေကုန်ထက်လဲနေတဲ့အချိန်စောင့်ကြည့်နေတဲ့ဆိုင်ရာအခွင့်အရေးရတော့အနားကိုသွားပြီးသူကဒန်ဆိုရဲ့လူဖြစ်တာကြောင့်ရန်သူတွေမဟုတ်ကြောင်းပြောပါတယ်။ပြီးရင်နောက်ဒန်ဆိုကအမှားစကားတစ်ခုပါလိုက်တယ်လို့ပြောနေရင်မချေမကန်မျက်ခွက်နဲ့သွားပြောတာကြောင့်အိုရိုချီမာရိုကခူဆာနာဂီဒါနဲ့ပြစ်လိုက်ပါတယ်။ဒ ါပေမဲ့ဓာတ်ထိသွားတဲ့ဆိုင်ရမှင်ကိုဝါဖြစ်နေပြီးဆိုင်အစ်စ်ကမြေကြီးတွေကနေထွက်လာပါတယ်။အဲ့ချိန်ယာမာတိုကြောင့်ကိုမိချာကရာတွေကပြောင်းဝင်သွားပြီးနောက်မိလောင်ထားသလိုနီယဲနီယဲနာရူတိုကပေါ်လာပါတယ်။ဒန်ဇိုကကိုနိုဟာယာကိုအိုရိုချိမာရုတိုက်ခိုက်ပြီးတဲ့အဆက်သွယ်နိုင်မှုအခွင့်အရေးကိုစောင့်နေရလို့ဆိုင်ရပြောပါတယ်။စင်းနေညာဆာကူရာကုတပေးနေရတောင်ပုံမှန်ဆိုရင်သူ့အတူတူအမြန်ပြက်ကောင်းနေတဲ့နာရူတိုကဘာလို့ကူရတာအယမ်းကြနေလဲဆိုတာကိုဆာကူရာကတွေးနေပါတယ်။တပြေးပြေးနဲ့ပုံမှန်ပြက်ဖြစ်လာတဲ့နာရူတိုကိုကြည့်ရင်ဆာကူရာကယာမာတိုသုံးခဲ့တဲ့ဂျူစုကိုသူ့ကိုလည်းတင်ပေးပါလားလို့ပြောပါတယ်။ဒါပေမဲ့လည်းပထမမြောက်ဟိုကာရဲ့ဆွဲရီကိုစက်ခံထားလို့သာသုံးလို့ရနေရဖြစ်တာကြောင့်တင်ပေးလို့မရပဲ။သူကစမ်းသက်ခတ်တ ောက်ဖြစ်တဲ့အတွက်ပထမမြောက်ဟိုကာကဲလောက်တော့မကြမ်းမိမဲ့ဟိုကာကဲရဲ့လေဆွဲကဂျင်ဂျူရီကီတယောက်ရဲ့ချာဂရာကိုထိန်းချုပ်ပေးနိုင်ပြီးယာမာတိုတုံးတဲ့ဂျူဆုရဲ့စွမ်းအားကိုလည်းကောင်းကောင်းတုံ့ပြန်ပေးနိုင်တာကြောင့်သာသူကထိန်းချုပ်လို့အဆင်ပြေတာဖြစ်ကြောင်းယာမာတိုကပြောပြပါတယ်။အဲ့ချိန်နာရူတိုပြန်လို့လာပြီးသူ့ကိုယ်သူဘာဖြစ်သွားလဲမသိပေမဲ့ပုံမှန်အတိုင်းထားတေးပါရောလို့အမြဲပြောနေတဲ့ပေါ်တော်တော်နာရူတိုပြန်ဖြစ်သွားတာကြောင့်ဆာကူရာကဝမ်းသာမြေယူတွေကြာလာပါတယ်။ ဲ့အချိန်မှာစိုင်ကိုသတိရသွားပြီမဲ့တစ်ဖက်မှာစိုင်ကတော့အိုရိုချီမာရူကိုဒန်ဆိုမာလိုက်တဲ့ဇာတ်ကားတွေအကုန်ပြောလို့ပြီးသွားပြီဖြစ်ပါတယ်အဲ့ဒါကိုလည်းအဝေးကနေရာမာတဝဲကိုကစောင့်ကြည့်နေပြီအိုရိုချီမာရူကတော့ "तू ကဒီဇာတ်ကားတွေကိုဘာလို့ယုံပေးရမှာလဲ"လို့ပြောပါတယ်စိုင်ကတခုခုထုတ်ဖို့လုံနေတဲ့အချိန်မှာကာပူတိုကနောက်ကရောက်လာပြီအိုရိုချီမာရူကတော့စိုင်ကဒီနေ့ရက်စပြီသူရဲ့လူဖြစ်လာမှာလို့ပြောပါတယ်ဒန်ဆိုပေးလိုက်တဲ့စာအုပ်ကိုဖြန့်ကြည့်ဖို့စိုင်ကပြောတဲ့အခါအိုရိုချီမာရူကစာအုပ်ဖတ်ပြီးရဲ့နောက်စိုင်ကိုခေါ်သွားမယ်လို့ကာပူတိုကိုပြောလိုက်ပါတယ် အဲ့ဒါတွေအကုန်လုံးကိုလေယာမာတိုကတိသွားပြီးနောက်ရေဘူးဆမ်းမာတော့ကစိုင်းစီမခြေရခံဖို့တခုခုထားခဲ့တဲ့အတွက်ယာမာတိုကိုဝါကနောက်ရောက်ခံလိုက်သွားပါတယ်ယာမာတိုလည်းကိုဝါရဲ့ကျိုးမဲ့ရေဒီယိုအတဆင့်သတင်းရလိုက်တာကြောင့်ဆိုင်ရဲ့အကြောင်းကိုဆာကူရာတို့ကိုပြောပြလိုက်ပါတယ်နာရူတိုကတော့တံတားနဲ့အတူနေရာတစ်ခုလုံးနဲ့ပျက်စီးနေရအောင်တွေ့ပြီးဘာတွေဖြစ်သွားတာလဲလို့မေးနေပါတယ်ဒေါသထွက်လာတာနဲ့ကိုမီရဲ့ဆာကူရာကပေါ်ထွက်လာမှဖြစ်ပြီးသုံးမိထိပဲနာရူတိုကသူ့ရဲ့အသိစိတ်ကိုထိန်းချုပ်ထားနေမှဖြစ်ကလေမီထွက်လာတာနဲ့တပြိုင်တည်းမိစ္ဆာကထိန်းချုပ်သွားမှဖြစ်တယ်လို့ဂျီရာရီကပြောခဲ့တာကိုယာမာတိုကသတိရသွားပါတယ်နာရူတိုကသူ့ဘာလို့သတိလစ်သွားရလဲလို့ထပ်မေးနေရကြောင့်ဆာကူရာကအိုရိုချီမာရူကြောင့်ပဲလို့ပြန်ဖြေလိုက်ပါတယ် ိမ်နောက်ပြန်ကျဲနေတဲ့ဆိုင်ရဲ့ပစ္စည်းလေးတွေကရုပ်ပြဆာအုပ်လေးကိုဆာကူရာကတွေ့သွားပါတယ်။သူတံမိုးထားရတဲ့ပစ္စည်းတွေကိုတော့ထားခဲ့ရတော့တဲ့အထိအိုရိုရှိမာရုနဲ့လိုက်သွားတဲ့ဆိုင်တို့ဘာတွေပြောခဲ့လဲဆိုတာကိုတော့ဝင်းနေရာကြောင့်မကြားရဘူးလို့ရမာတော်ကပြောပါတယ်။သူ့ရဲ့ပုံစံကလည်းသူ့သဘောနဲ့သူလိုက်သွားခဲ့တာဖြစ်နိုင်ပြီးအိုရိုရှိမာရုကိုလည်းတခခုပေးလိုက်တာမြင်လိုက်ရကြောင်းပြောပါတယ်။နာရူတိုကတော့တစ္ဆာဖောက်တာမှဖြစ်နိုင်ဘူးလို့ပြောပေမဲ့ဆာကူရာကတော့ဆူနာတဲ့ပြောပြခဲ့တဲ့ဒန်ဆိုရဲ့အချက်တွေကဖြစ်နိုင်တယ်လို့ပြောပါတယ်။အဲဒါကြောင့်မဲ့ဒန်ဆိုကဆိုင်ကိုတခခုလှုပ်ဝတ်တာဝန်အနေနဲ့တင်ကာကာရှိကိုအုံချပြီးအိုရိုရှိမာရုနဲ့ဆက်သွယ်ခိုင်းတာဖြစ်နိုင်ကြောင်းသိသွားကြပါတယ်။ဒီအချက်တွေကဒန်ဆိုဆိုတဲ့သူကကိုနိုဟာကိုဖျက်ဆီးဖို့စူးစမ်းစ ားနေရဖြစ်နိုင်ကြောင်းရာမတူကကောက်ချက်ချလိုက်ပါတယ်။ဒါကတော့ပိုင်း44ဖြစ်ပြီးအပိုင်း45ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ youtube မှာလည်း subscribe လေးလေးလုပ်ပြီးအားပေးကြကြဖို့တောင်းဆိုချင်ပါတယ်။